အနာပိုင်တွေဟာ New Delhi မြို့တော်ပတ်ဝန်းကျင်မှာလေရုကိုစိတ်တောက်ဖြစ်စေတဲ့မိဂုံးမြူပြဿနာကိုဖြေရှင်းဖို့နီလန်းသစ်တစ်ခုကိုစမ်းသပ်လှုပ်ဆောင်နေပါတယ်။ New Delhi မြို့ဟာကမ္ဘာလေရုအငြင်းညာဆုံးမြို့တွေစင်းမှာမကြာခဏပါဝင်တက်တာပါ။သူတို့ကဒီရက်တွေတော်တွင်မိုးရွာဖို့မျှော်လင့်နေကြပြီးလေရုညဉ့်ညမ်းမှုတွေကိုမိုးရင်ထဲပါသွားဖို့အတွက်မိုးတုရွာဖို့ကိုစမ်းသပ်လှုပ်ဆောင်နေတာပါ။ဒီလီအစိုးရအရာရှိတွေကဒီစမ်းသပ်မှုကိုအိန္ဒိယနည်းပညာတက္ကသိုလ်နဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေတာပါ။ သူတို့ဟာဒေလီမြို့ရဲ့မိုးတိမ်ကြီးတွေကိုစေဖို့အင်အိုတိုင်းနဲ့တခြားဓာတ်ရုပ်ပစ္စည်းတွေကိုလေရင်တစ်စင်းနဲ့ဖြန့်ခဲ့တာပါဒေတာရင်းသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရတော့လက်ရှိအချိန်ထိတိတိတသာမိုးရွာတာမျိုးမရှိသေးပါဘူး။ဒီစမ်းသက်မှုသာအောင်မြင်မယ်ဆိုရင်ဖေဖော်ဝါရီလအထိရေရှည်စီမံကိန်းတစ်ခုကိုမကြခင်မှာအကောင့်ထဲပေါ်နိုင်မယ်လို့အနာပိုင်းတွေကယုံကြည်နေကြပါတယ်။လာမယ့်ရက်တွေမှာလည်းဒီလိုမျိုးစမ်းသက်မှုတွေထပ်မံလှုပ်ဆောင်သွားမှာပါ ရာသီဥတုတာကောင်းမယ်ဆိုရင်တရချားတစ်ခါစံသက်မှု9ချိန်ကနေ10ချိန်လောက်ထိရှိလာမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီစံသက်မှုတွေကကုန်ကြစီမနေပါဘူး။တစ်ချိန်ကအမေရိကန်ဒေါ်လာ8000ကျော်ကုန်ကြတယ်လို့သိရပါတယ်။ဝေဖန်သူတွေကတော့ဒီလေတုညဉ့်ညမ်းမှုကိုတိတိတသာရှော့ချနိုင်မဲ့ရေရှည်ဖြစ်ရှင်းနည်းတစ်ခုရှိဖို့ကိုလိုအပ်နေတာလို့ပြောကြားနေကြပါတယ်ရှင်။